ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရည်သူလူ SA ထိန်ချုပ်ထားတဲ့မိုင်းဆက်မြုပ်တောင်ပိုင်းနဲ့မိုင်းယုံမြို့ပေါ်ကနမ်ခုတ်မြစ်တခြားမှာအကြီးစားရွှေတူးဖုံမှုတွေပြုလုပ်နေပါတယ်။နမ်ခုတ်မြစ်ဟာမြန်မာနိုင်ငံရှမ်းပြည်ရှေ့ပိုင်းနဲ့ထိုင်းနိုင်ငံအကြားစီးဆင်းနေတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။လက်ရှိမှာမိုင်းဆက်မြုပ်နယ်နမ်ခုတ်မြစ်အပေါ်ဘက်မှာတရုတ်ကုမ္ပဏီက24နာရီရွှေတူးဖုံမှုတွေပြုလုပ်နေကြပြီးရွှေတူးဖုံမှုကနေဆွန့်ပစ်လာတဲ့ပစ္စည်းတွေကိုလည်းမြစ်ချောင်းထဲကိုပြန်ဆွပစ်တာကြောင့်မြစ်ရည်ထဲမှာအဆိုင်တောက်တွေဖြစ်စေပါတယ်။ တီရှာတူဖော်နေတဲ့တယောက်ကုမ္ပဏီတွေကရေသူလူ SA ရဲ့အကာအကွယ်နဲ့ဆက်လက်တူဖော်မှုတွေပြုလုပ်နေတယ်လို့ရှန်လို့ခွင့်ရမန်တိုင် SHRF မှာတာဝန်ရှိသူတူကတော့ရှန်တော်စင်ကိုခုလို့ပြောပါတယ်နမ်ခုံမြစ်တခြားရွှေတူးနေတာကတဲယုတ်ကုမ္ပဏီတွေလုပ်နေတာအလौတမားတွေကတော့300ကျော်လောက်ရှိမယ်အများစုကလည်းတဲယုတ်လူမျိုးတွေပဲဖြစ်ကြတယ်ဝါတတ်နဲ့အာကိုပြီးတော့လုပ်နေကြတာပေါ့ အခုရွှေတူးနေတဲ့နေရာကလည်း UWSA ထိန်းချုပ်ထားတဲ့နေမေထရပဲရှိရလေနမ်ခုံမြစ်ပေါ်မှာရွှေတူးဖော်နေတဲ့တရုတ်ကုမ္ပဏီ၄ခုလောက်ကရခင်ခတ်ထက်မြေချဲ့ထွန်ပြီးတူးဖော်နေတယ်လို့စက်ရန်တရားတွေကလည်းအကြီးအကျယ်ဖြစ်တူးဖော်နေပါဗျ ပြီးခဲ့တဲ့2024ခုနှစ်မှာရှမ်းပြည်တွင်ရေကြီးမြေပြုံမှုတွေအကြီးအကျယ်ရင်ဆိုင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပြီးထို့တော့တဘောဝအန္တရာယ်ဖြစ်ပေါ်စေတာကလည်းတွင်းထက်ပစ္စည်းတွေတစ်တော်ပြုံတိမှုတွေကြောင့်ဖြစ်တယ်လို့တဘောဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာတုံ့တက်သူတွေကတော့ပြောပါဗျ။အထူးသဖြင့်ထိုင်းနဲ့နယ်မြေချင်းထိဆက်နေတဲ့ရှမ်းပြည်ရှေ့ပိုင်းမှာရွှေတူးဖော်မှုတွေကလည်းပုံများပြီးမြေပြုံမှုတွေကလည်းပုံမှုဖြစ်စေခဲ့ပါဗျ။ ထို့သောရှမ်းပြည်တွင် တူးဖော်နေတာကလည်းတဘာဝဘေးကထိုင်းနိုင်ငံဘက်အထိစိုးကျိုးတွေကိုတက်ရောက်စေခဲ့ပါတယ်။ရှမ်းလွခွင့်ရမှန်တိုင်းပြောရေးဆိုခွင့်ရှိသူစိုက်ဟော့ဆင်ကတော့ရှေ့တူးဖော်နေတာဟာမြစ်ရေကိုအစိတ်အဖြစ်စေပြီးနုံမြေတွေကနေသင့်ရေကြီးမှုကိုဖြစ်စေတယ်လို့အခုလိုပြောပါတယ်။အတီးကတော့နှမခုံမြို့ဖြတ်စီပြီးတော့တဘာဝတွင်းထွက်တွေကိုတူးဖော်နေတာပေါ့။ရှမ်းပြည်ဘက်ရှမ်းမြစ်ချောင်းတစ်ချောင်းမှာရွှေတူးနေတာကမြစ်ရေကိုအစိတ်အဖြစ်စေတယ်။ အဲကနေထွက်လာတဲ့နှုံးမေတွေနွေနွေကလည်းမိုးရတီရေကြီးရေရှမ်းဖြစ်တဲ့အခါမှာရှမ်းပြည်ဘက်ကလူတွေရော ထိုင်းဘက်ကလူတွေရောဒုက္ခရောက်စေအလားတူပေခရဲမတ်လ14ရက်နေ့တုန်းကကြာရောက်ခဲ့တဲ့အပီပီဆိုင်ရာမြစ်ချောင်းများနေမှာထိုင်းနိုင်ငံသား900ကျော်ဟာနမ်ခုမြစ်ပေါ်ကရွှေတူဖော်မှုကိုကန့်ကွက်ပြစန္ဒထုတ်ဖော်ခဲ့ကြပါဗျာ ထို့ထို့ထိုင်းနိုင်ငံသားတို့စန္ဒထုတ်ပေါ်မှုတွေထဲမှာတော့မိုးခမှုရေကြီးမှုတော်မီလောင်မှုလေထုညဉ့်ဉျံမှုနဲ့ရာတီဥတုပြောင်းလဲမှုတွေဟာလူတိုင်းရဲ့ဘဝနေထိုင်မှုကိုတည်ရောက်မှုရှိနေပြီးအခုဒီလိုဖြစ်နေတာဟာလည်းလူလောက်ကပ်ပေးကြောင်ဖြစ်နေတယ်လို့ဆိုပါတယ်အထူးသဖြင့်နှမ်ခုံမြစ်ပေါ်ကတစ်တော်ခုတ်ထွင်ခြင်းရွေချက်ရှိရှိတော်မီရှို့ခြင်းတက်တူတွင်ထူဖော်ခြင်းစေတီချောင်းခြင်းတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ် ရှမ်းပြည်ရှိပိုင်းနှမ်ခုံမြစ်တခြားမှာတက်တူတူဖော်မှု TikTok ခုတ်ထွင်းမှုတွေရွှေတူဖော်မှုတွေကြောင့်ယမန်နဲ့ကမကြုံစဘူးယူလွမ်းမှုမှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တော့စိတ်ဆင်လန်ပါ